နုပြုံစင်းကြီးကတစက်လီတောင်းရင်ရမလားဟုတ်ကဲ့ရပါပြီဗျဟိုတစက်ကိုဘယ်လောက်လဲတစက်ကို9000ကျပ်ပါ9000တန်နေတန်နေဟိုကြောက်ရင်တောင်းမယ်ရော့ဒီမှာပတ်စံဒီနေ့မှာတော့ဖိုးတူတရားသူစိတ်ဆန္ဒပြင်းပြနေတဲ့အရာတခုကိုဖန်တီးဖို့အတွက်အကြောင်းပြန်လာခဲ့တယ်။အကြောင်းကတရားရီအတွက်နုပြိုစင်းနဲ့စင်ရီကို ဟောစရာချက်ကြီးနဲ့တူဖန်နှီးနေခဲ့တာပါ။ကိုချက်ကြီးဒီစင်းရီက100%ပြီးသွားပြီလို့ထင်ရလား။ဘိုးတူကသူ့လက်တရစင်းရီပလင်ကိုမြောက်ပြီးပြလိုက်တယ်။အင်းကျုပ်တင်တော့အကုန်အုံကေလောက်ပြီးထင်ပါလိမ့်။ဒါဆိုဒီစင်းရီကိုစမ်းသပ်ဖို့ကြာဘယ်လိုလုပ်မလဲ။အဲ့အတွက်တော့စိတ်ပူးမနေနဲ့။ကျုပ်ခေါ်ထားပြီးပါပြီ။ဟမ်။ဟောစရာချက်ကြီးအဲ့လိုပြောနေတော့အခန်းထဲကိုတရေတက်ကောင်ဝင်လာခဲ့တယ်။ အမလီလမ်းလိုက်တာဗျာမြောင်မန်းကြီးနေပါလားမျက်မှန်ကြီးနေတော့လောက်ပါဟာအော်အေးဟုတ်ဟုတ်တယ်ဟုတ်တယ်မျက်မှန်ကြီးနေပါလားဟိုဒါနဲ့အဲ့ဒီမျက်မှန်ကိုကင်ကြည့်လို့ရလားဟင်ဟိုကျုပ်ဆက်ဖီဆွဲပြီးတော့ Facebook ပေါ်တင်ကြွားခြင်းလို့ပါဟိုစိတ်တော်မရှိနဲ့တော့ကိုကြီးတည်းကျွန်တော်တို့ကဒီခန်းထဲကပစ္စည်းမှန်တယ်များထိကင်ခြင်းကိုတားမြစ်ထားလို့ပါအော်အဲ့ဒါလည်းဟုတ်သားပဲဒါဆိုနုပြိုခြင်းစေးရီကိုအလကားတောက်လို့ရပြီလားဟင်ရပါပြီဒါနဲ့ကိုချက်ကြီးတကယ်လို့ ကျွန်တော်တို့စမ်းသပ်တာတွေစီးကြီးကတခုခုဖြစ်လာခင်ကျုပ်တို့ကြိုးပြောထားပါတယ်သူလဲကျုပ်ကိုရှောင်ကြည့်လို့လာခဲ့တာပါအဲ့လို့ဆိုဟုတ်ပြီလေကျွန်တော်ဒီကိုကြီးတည်းကိုစေးရီတစ်ဆက်ချပြလိုက်ပါမယ်အဲ့နောက်တော့ဖို့သူလဲတရေတည်းရဲ့ပါဇက်တွေကိုစေးရီတစ်ဆက်ချပြလိုက်တယ်သုံးမိနှစ်လောက်ကြာမှတော့တရေတည်းကအရန်ကိုရုပ်ချော်တဲ့တရေတယောက်အတွင်ကိုပြောင်းလဲသွားခဲ့တာပါဟိုဟိုမော်ဆရာကြီးကျုပ်ကျုပ်မျက်နှာဘယ်လိုလဲဟင်ပြောင်းလဲမှုရှိရလား သိရှိတာပေါ့ကွာအဲ့လိုပြောပြီးတော့မော်စရာချက်ကြီးကမှန်ကန်ပြီးပြပေးလိုက်တယ်ဟာဒီဒီမန်နေရသေးကကျုပ်ကျုပ်ဟုတ်ပါရဲ့နော်ဟုတ်ပါတယ်ဗျဒီမန်နေရသေးကကိုကြီးသေးရပါပြီဝမ်းသာလိုက်တာမော်စရာကြီးရဲ့ကျုပ်ဒီကျေးဇူးမမေ့ပါဘူးမဟုတ်တာပဲကျုပ်စီလာပြီးအစမ်းသက်ခံပြီးတယ်ခင်ဗျားဦးပဲကျုပ်ကကျေးဇူးတင်ရမှာမဟုတ်ဘူးမဟုတ်ဘူးကျုပ်ပဲကျေးဇူးတင်လိုက်မယ်ကျုပ်ဒီတန်တန်ဒီလိုမျက်နှာမျိုးနဲ့ ပြန်နေနိုင်လိမ့်မယ်လို့အိမ်မက်တောင်မက်ခဲ့ဘူးတာမဟုတ်ဘူးရ။အရန်ကိုကျေးဇူးတင်နေဗျာ။အဲလိုနဲ့တည့်ရတီလဲမော်စရာချက်ကြီးတို့နှုတ်ဆက်ပြီးပြန်သွားခဲ့တော်တယ်။ကိုချက်ကြီးကျွန်တော်တို့တော့အလုပ်ဖြစ်ပြီဗျ။ဒါပေါ့ကောမင်းရဲ့ကြံညာဒီတခါတော့အရန်ကိုနှုတ်ဖြစ်သွားပြီဟ။ကျေးဇူးပါပဲဗျာ။နုပြိုစီဖန်တီဗီနောက်တရက်မှာတော့ဘိုတူကသူ့ဘက်တော်သားရင်းနေတူ ပိန်နဲ့စီနေတရင်ရွာတရာကိုထွက်လာခဲ့ကြရင်ဟုတ်သူမင်းနဲ့ကိုချက်ကြီးဖန်တီးထားတဲ့နိပြိုစင်ရလူရောအလုပ်ဖြစ်လာရင်တိကျရင်မင်းရင်တောက်ကြည့်ပါလားမင်းကငါ့ကိုတေချောင်းကြံတော့မယ်ပေါ့လေဟာမင်းမဲရှင်တိကျနေတာလေပို့သူကလူသားကိုဆန်းသက်ဖို့ဘသူ့ကိုတွားရှာမှာလဲမင်းကရန်တိကျနေရဆိုတော့မင်းမဲဆန်းသက်ခံလိုက်ပေါ့ဟာမင်းစကားပြောတာလုံးလာပြီနော်ကဲကဲစပိန်နေနေတော့စကားမများကြပါနဲ့ရှေ့လင်ဂယူးဆိုင်နေတော့ကြာမြောင်းနဲ့ကိုကြာနေပါဦး ကြာလောင်ဝက်ဖို့အနောက်ကနေပြီးငါ့ကိုလီလာမပေါ်နဲ့အောက်မှာဒီငပိန်ညောင်းတော့ငါလှုပ်လိုက်ရအဲ့လိုပြောပြီးတုတ်ဖို့ကငပိန်နောက်ကြောင်တစ်ချက်ရိုက်လိုက်တယ်ဟာဒီဝါတုတ်တော့လှုပ်လိုက်ရမဟုတ်လှုပ်ပြီးနေပြီဟာဖိုတူနောက်မှာငငယ်လေးထိုင်စည်းနေရဲ့မြို့ဝိုင်းကကဲမင်းတို့နေရောစကားများလို့ပြီးကြအောင်မလားအေးလီဟာမင်းတို့အဲ့လိုစကားများနေငါဈေးပဲလို့ရောင်းရတော့မှာလေအေးနော်အဲ့လိုဈေးရောင်းကနေစကားများနေလက်ပိတ်တက်တယ်တဲ့ ိမ်တော်တော့ငပိယွန်းတို့ပေါ်ပါပဇက်ပိတ်ထားလိုက်ကြရင်အလားကြိုက်တဲ့တရေရွာဝင်မှာဖိုးထုတို့ကိုစောင့်နေတဲ့တရေတိတကောင်ရှိနေပြီအဲ့ဒါတော့လူပြိုစည်းရီကိုပထမဆုံးစမ်းသက်ခံထားရတဲ့တရေတိပါဟာကိုင်းတရေပါလားဟုတ်တယ်ဟာကျုပ်ကမင်းတို့လားစောင့်နေတာဒါဆိုကျွန်တော်တို့ကိုလာကြလာလားဗျဒါဖို့ဟာ ဘာလို့လာကြူတာတော့အဲ့ဒါကဒီလိုပါကျုပ်ခုလိုကျုံမလှပသွားတဲ့မျက်နှာကိုမြင်ပြီးဒီဘာမှရှိနေတဲ့တရေတွေအကုန်လုံးကမင်းတို့လာရောက်မဲ့စေးရီကိုညှို့နေကြတာဟာအော်အဲ့လိုလားအဲ့ဒါဆိုလေသွားကြမယ်လေဟုတ်ပြီဟုတ်ပြီကျုပ်ရှိရနေလမ်းပြပါမယ်မင်းတို့ကနောက်ကနေစပိန်နဲ့လိုက်လာကြဖို့ကိုကြီးတရေကခြေချင်းနဲ့ဖြစ်ပါမလားဖြစ်ပါတယ်အကူကလမ်းလျှောက်ဆရာမလို့ပဲလေပေါ်မှာသွားနိုင်ပါတယ်အေးလေဟုတ်ကိုကြီးကတရေပါဆိုငါလည်းမိတ်သွားလို့ပါဟာ အိမ်တော်တော့ဖိုးထူးကိုလေတရတိခွေရနောက်ကိုလိုက်သွားခဲ့ကြသည်ကျွန်တော်တို့ကတရေတကြီးအိမ်မှာဇီးအောင်ရမှာလားဟုတ်တယ်ဗျကြောက်ကြောင်ကြထားပြီလို့တကြီးရောတရားလုံးကပါအဲ့ဒီနုပြိုဆေးကြီးကိုမျောနေကြတာဗျမိုက်တယ်ကွာဖိုးထူးပေါ်ဆက်ထားတဲ့ဆေးကြီးကဇီးခွက်တဲကိုမရောက်ခင်နေရနာမည်ရထားပြီပဲအဲ့ဒါလေဒီကကိုကြီးတရေကြောင်မှာ hey ဖိုးထုတ်ဖွေခြံထဲကိုဝင်လာကြလေကွာခြံရှိမှာရပ်နေကြနေကွာဟုတ်ကဲ့ပါတေးရဲ့တကြီးအဲ့လိုနဲ့ဖိုးထုတ်လေတေးရဲ့တကြီးအိမ်နဲ့ကိုဝင်သွားလိုက်ကြတယ်ကဲကဲဖိုးထုတ်ဖွေကွက်ပြင်းမှာဝင်တိုင်းကြအောင် အိမ်နောက်တော့အကုန်လုံးကကွက်ပြင်းမှာဝင်တိုင်းလိုက်ကြတယ်အနားမှာရှိနေတဲ့တေးရဲ့တတိုက်ကစီးရဲ့အစွမ်းထက်ပုံကိုစိတ်ဝင်စားစွာနဲ့စောင့်မျှော်နေခဲ့ကြတာပါဟို နှုတ်ပြုံစင်းကြီးကတစက်လီတောင်းရင်ရမလားဟုတ်ကဲ့ရပါပြီဗျဟိုတစက်ကိုဘယ်လောက်နေတစက်ကို9000ကျပ်ပါ9000တန်နေတန်နေဟိုကြောက်ရင်တောင်းမယ်ရော့ဒီမှာပတ်စံအဲ့လိုပြောပြီးတော့ပိုတူကိုပတ်စံ9000တောင်းပေးလိုက်တဲ့အတွက်ပိုတူလည်းတူလင်လာတဲ့အိတ်ထဲကနေစင်ပလင်းထုတ်ပြီးတော့တရေတော်ကြီးပါဇက်တွေကိုပါဇက်ချပေးလိုက်သည်3မိနစ်ကြာပြီးချိန်မှာတရေတော်ကြီးလည်းအရန်ကိုလူပြိုသွားခဲ့တာပါဝါး အတော်ကရန်ကိုလှသွားပြီဗျတတော်လူမားတော့မလို့ဟုတ်လားအိမ်တော်တော့အနားမဝိုင်းအောင်ကြည့်နေတဲ့တရေတိုင်းကဖိုတုစီယာဆေးရည်ကိုဝယ်တောင်းကြတော့လေတနိုင်လောက်ကြာပြီးချိန်မှာတော့တရေတကြီးပါဝင်နားမရှိနေတဲ့တရေတိုင်းကနှုတ်ပြိုပြီးတော့နှာသွားခဲ့ကြတော့တာကျွန်တော်ရောင်းပေးတဲ့နှုတ်ပြိုဆေးရည်ကိုအကုန်ကြိုက်ကြရလားဗျကြိုက်တယ်ဗျကျတော့နောင်မင်းမထက်ယူလို့ရတဲ့အထိကိုနှုတ်ပြိုသွားပြီဗျ တကြီးစကားကြောင့်တကြီးကတော့စိတ်ဆူသွားခဲ့တယ်။ဘာရှင်ရှင်ကနောင်မင်းမထက်ယူမဟုတ်လား။ဟာမင်းမရင်ငုတ်တို့ရှိနေအောင်ကြက်ကွယ်ယူပါမလားဗျ။စကားအဖြစ်ပဲပြောလိုက်တာပါ။ရှင်တော့ရှင်အဲ့လိုပြောပြီးတရေတကြီးကတော့လေအိမ်ထဲကိုဝင်သွားခဲ့တော့တယ်။အနောက်တော့ဖိုးထူးတို့လည်းတရေတကြီးတို့ကိုနှောက်ဆက်ပြီးပြန်လာခဲ့ကြတော့တယ်။တမန်တော်ကြာပြီးနောက်မှာတော့အလားကြိုက်တဲ့တရေရွာမှာလူပြိုစည်းရေးကြောင်း တရားလုံးစစ်စစ်ညင်ညင်ဖြစ်သွားခဲ့တာအကြောင်းကတော့ဖိုးတူရောင်းခဲ့တဲ့နှွဖြိုစီကတပတ်တာခံပြီးနှွဖြိုနေရာအနီးအရန်ကိုရုပ်ဆူတဲ့တရေပုံစံအဖြစ်ပြောင်းလဲသွားခဲ့ကြတာကြောင့်ပါပဲနဂိုရှိဆွေရုပ်ထက်ပို့ဆိုးသွားတဲ့တရေတကြီးကကဲရွာသူရသားအပေါင်းတို့ခုချက်ချင်းကျုပ်တို့ကိုချင်းနဲ့သွားပြီးဖိုးတူတို့ဖွဲ့ဦးအခုချက်ချင်းပဲတော့ဖမ်းလာခဲ့ကွာဟုတ်ကဲ့ပါတကြီးအဲနောက်တော့ရုပ်ဆူသွားတဲ့တရေတကိုက်လေးဖိုးတူတို့ဖွဲ့ကိုဖမ်းချဖို့အတွက် ။တရေတကြီးအိမ်ထဲကနေထွက်လာခဲ့လိုက်ကြတယ်။တပတ်မှာတော့ဖိုးတူးနဲ့မော်ဆရာချက်ကြီးကစမ်းသက်ခန်းထဲမှာအလုရှုပ်နေခဲ့ကြတာပါ။ကိုချက်ကြီးကျွန်တော်တို့စမ်းသက်ပြီးစောင့်ကြည့်ဖို့လိုသွားတယ်ဗျ။အေးဟာအမှန်ဆိုစောင့်ကြည့်လိုက်တယ်နော်။ဒါမဲ့ဖြစ်ပြီးသားကိစ္စဆိုတော့ထားလိုက်ပါ။ခုတရေတွေအရင်ပုံစံတိုင်းပြန်ပြည့်အောင်မေးဖော်ဆက်ကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးအနောက်တော့နှစ်ယောက်လုံးကစကားမပြောတော့ဘဲနဲ့ စမ်းသက်ခန်းထဲမှာကိုစီလှုပ်ရှုပ်နေခဲ့ကြတယ်။ခဏအကြာမှစမ်းသက်ခန်းထဲကိုမိဝိုင်းနေငပိန်ကရောက်ချလာခဲ့တယ်။ဖို့သူတော်ဘောကတရေတွေဖမ်းတော့ခံလိုက်ရပြီဟာ။ဟမ်ဘလို့ဖြစ်တာလဲ။ဟုတ်တယ်ဟာ။တရေတွေတသက်ကြီးရောက်ချလာပြီတော်ဘောကိုဆွဲခေါ်သွားကြတော့ဘုံကြီးမြင်ငယ်လို့နာပြောပြတာဟာ။အဲ့လိုဆိုရင်တော့မကောင်းတော့ဘူး။စိတ်မြင်မြန်ဖော်ဆက်ကြတာပေါ့။ဟုတ်ကဲ့ပါကိုချက်ကြီး။ဒါဆိုငါတို့နှစ်ယောက်တော်ဘောကိုအရင်သွားခဲ့ထားလိုက်ရမလား။မင်းတို့နှစ်ယောက်ကဖြစ်ပါမလား။ ဖြစ်ပါရဲ့ကိုချက်ကြီးလာငပိန်ဒုနည်းအောင်ရှင်သွားကြတာပေါ့အနောက်တော့ငပိန်နဲ့မိဝိုင်းလေးစမ်းတဲ့ကန်လေးကနေထွက်လာခဲ့လိုက်ကြတယ်တော်ဘောကတော့တရေတကြီးရင်ရှင်ကကုတ်ပြက်မှာငုတ်တော်လေးထိုင်းနေခဲ့တာပါဒီမကောင်နေမင်းတငယ်ချင်းနေရမလာစားတော့ဦးနေတူတယ်တကြီးသူ့ကိုဒီတိုင်းပဲကြည့်နေရောမလားတခုလုံရင်လည်းလုံတော့ကွာကျုပ်တို့ကိုမြင်လို့ပို့တော်သာထွက်လာလေးဗျာ ဟိုစိတ်ရှော့ပါကိုကြီးတည်းရေဟိုငကိုရေကရုံဆိုးနေအောင်ပိုရုံဆိုးသွားပါလိမ့်မယ်။ဘာကွာငါ့ကိုပြန်ပြောနေသေးတယ်ငါလောက်လိုက်ရ။အဲ့လိုပြောပြီး တော်ဘောကိုရိုက်ဖို့လဲရလိုက်ချိန်မှာငပိန်တို့ရောက်လာခဲ့ကြတာ။ဟေးဟေးကျွန်တော်တို့တငယ်ချင်းကိုတစ်ချက်ထိရနေကိုကြီးတရေခုပုံစံတိုင်းမြေနေသွားမှာမှတ်ဟမ်ငပိန်တို့ပါလားငါ့ကိုလာခရရလိုက်ရင်ဒါဘောဟာခဏနေဖို့ထုတ်ကိုလည်းရောက်လာတော့မှာလာလားမလားနောက်သားကျုပ်တို့ခုမျက်နှာဘယ်လိုဖြစ်ရှင်းမြင်ပါလဲအဲ့ဒါပဲပြော အဲ့ဒီချိန်မှာပဲမော်စီယာချက်ကြီးနဲ့ပို့ထုလို့လေတရေတကြီးရင်ထဲကိုရောက်လာခဲ့ကြတယ်။ကျုပ်တို့ခုပဲအဲ့ဒီပြဿနာကိုနားဖြေရှင်းပြတာပါ။ကျုပ်တို့ပေါ်ဆက်တဲ့စီးရီကြောင့်တကြီးတို့ခုလိုဖြစ်သွားခဲ့တာကိုကျုပ်ကတောင်းမှန်ပါတယ်။ဟာတောင်းမှန်တာမလို့ချင်းခုချက်ချင်းပြန်ကောင်းအောင်လုပ်ပြီ။ဟုတ်ကဲ့ပါအကောင်လုံးပစားဟထားကြပါ။ခဏလေးခုစီးရီကရောအဆင်ပြေပါမလား။ဒီတဲ့ပေါ်ရိုးစွသွားရင်ဘယ်လိုလုပ်မလဲ။ဟုတ်တယ်ကွ။အဲ့လိုဆိုမင်းတို့ဘယ်လိုလုပ်ပေးမှာလဲ။ ။ဒီတကတော့အမမရှိစီရပါဘူးဦးတကြီး။ကျွန်တော်တို့ရုံလို့ရပါတယ်။ဒါဆိုတကြီးတို့တောက်ကြမလား။မဟုတ်ရင်ဒီတိုင်းမဲနေသွားကြမလား။ဒီတိုင်းနေလို့ဘယ်ဖြစ်မတော့။ကျုပ်သူ့ယောက်ကြီးကြောင့်လန့်လန့်နေရလို့စောင်းဝင်အိတ်မပြောဘူးရှင့်။အော်ခုတော့ဒီစကားပြောထွက်ပြီပေါ့လေ။ဒါပေါ့အဲ့နေရာမှာကျမသာဆိုလေ။ရှင့်နောင်မင်းမကောက်ယူပြီးနေလောက်ပြီလေ။ကဲပါကဲပါ။တကြီးတို့ကိစ္စကိုနောက်ထားပြီးတောက်ဆရာရှိရာတောက်ကြတာပေါ့။ သုံးမိနစ်ကြာပြီးနောက်တော့တရေတွေလည်းငခိုချုံမလှပတဲ့တေးအတိုင်းပြပြစ်သွားခဲ့ကြတာပါ။ဟိုဒီတကားတော့ပြန်မပြောင်းတော့ပါဘူးနော်။မပြောင်းတော့ပါဘူးမိုင်းသေးမရဲ့ဒီတကားတော့စိတ်ချလို့ရပြီ။ကျေးဇူးပါပဲကွယ်။ကျွန်တော်ကသာကျေးဇူးတင်ရမှာပါ။ကျွန်တော်တို့ကြောင့်ပြဿနာလေးတွေဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ရပါတယ်။ခုလေလှနေရပဲဆိုတော့တောင်းပန်မှုမလိုပါဘူး။အဲနောက်တော့မော်စရာချက်ကြီးနဲ့ဖိုးတူတို့အဖွဲ့လေးတရေတကြီးတို့နှောက်ဆက်ပြီး ပြန်လာခဲ့လိုက်ကြတော့ရှင်